ားလုံးပဲမင်္ဂလာပါအခုဒီလိုအမှာထွက်ရှိလာတဲ့လူပြောင်းများနေတဲ့ DCAI ကိုအသုံးပြုပြီးတော့ပတ်စံတွေဘယ်လိုရှာကြမလဲဆိုတော့ဒီဗီဒီယိုမှာပြပြပေးသွားမှာဖြစ်ပါတယ် DCAI အကြောင်းကိုတော့မပြပြတော့ပါဘူးတခြားလူတွေလည်းတင်ထတာရှိတော့သိရှင်ရှာကြည့်နိုင်ပါတယ်နေပညာတွေတိုးတက်လာတာနဲ့အမျှပိုကောင်းတဲ့အရာတွေရှိလာသလိုဆိုးတဲ့အရာတွေကလည်းကပ်ပါလာတတ်ပါတယ်ကောင်းတဲ့အရာတွေက Content Creator တွေအတွက်တိုးတက်လာတဲ့ AI တွေနဲ့အတူအလုပ်တွေပိုပိုပြီးလုပ်နိုင်လာတာပါ YouTube Facebook တက်တော့ကနေလက်ဆက်ဝင်ငွေဒေါ်လာနဲ့ရှိရနေရတဲ့ Content Creator တွေလည်းအများကြီးပါပဲကိုယ့်ရဲ့မျက်နှာကိုပြည့်စုံမလို့ဘဲနဲ့ online platform တွေမှာ ဝက်ဆန်ရှာဖို့စဉ်းစားနေတဲ့သူတွေအတွက်ကိုယ့်နဲ့တကူကို AI တွေအသုံးပြုပြီးတော့ဘယ်လိုလွယ်လွယ်ကူကူဖုန်းနဲ့ပဲဘယ်လို decision လုပ်ဆောင်ရမလဲဆိုတာဆက်ကြည့်လိုက်ရအောင်ဗျကျွန်တော်တို့ဖုန်းထဲမှာဒီဆိုဝေးလေးခုကိုထည့်ထားဖို့လိုအပ်ပါတယ်မရှိသေးရင်မရှိသေးတဲ့အရာတွေကိုကျွန်တော်တို့တောင်းလိုက်ပါဒီစမှာကိုယ့်ရဲ့ Google account ခုနဲ့လိုရင်ဝင်လိုက်ပါကျွန်တော်ကတော့ဝင်ပြီးသားမလို့ဝင်မပြတော့ပါဘူး YouTube မှာ channel တခုလုပ်ဖို့စတဲ့စဉ်းစားတာနဲ့အရေးကြီးဆုံးက niche ပဲဖြစ်ပါတယ်ကိုကဘယ်အကြောင်းအရာကိုစိတ်ဝင်စားလဲ ဟိုအတန်လဲဆိုတာစဉ်းစားရပါမယ်။ဟာတာဗီဒီယိုလားပုံပြင်လားတရေဇာလန်လားစသဖြင့် niche တစ်ခုကိုကျွန်တော်တို့ရွေးချယ်ရပါမယ်။ဒီဗီဒီယိုမှာတော့ကြောက်စရာကောင်းတဲ့တရေဇာလန်တွေကိုပြပြတဲ့ niche ကိုကျွန်တော်ရွေးချယ်ထားပါလေ။မြန်မာနိုင်ငံမှာလည်းတရေဇာလန်တွေကလူကြိုက်များတဲ့အထက်မှာပေါ်ပါတယ်။တရေဇာလန်တွေနဲ့ဒေါ်လာကိုဒေါ်လာထောင်ချီရှာနေရတဲ့သူတွေလည်းအများကြီးပါပဲ။ဒီဗီဒီယိုမှာတော့ရှင်နေဆောက်ဖွင့်ကလေးကနေ ဗီဒီယိုအပ်ပလုတ်လုပ်ပြီးဒီအထိတစင်းချင်းဘယ်လိုလုပ်ရမလဲဆိုတာပြပြပေးသွားမှာဖြစ်ပါတယ်ကက်တဂရီအလိုက်ခွဲပြီးတော့တင်ပေးထားတာမို့လို့အချိန်ရှင်တဲ့အပိုင်းကိုကြိုပြီးကြည့်လို့ရပါတယ်ဗီဒီယိုလုပ်ဖို့အတွက်အစင်းငါးဆင်းရှိပြီးတော့ဗီဒီယိုတွေကို AI နဲ့ပဲတစင်းချင်းဘယ်လိုလုပ်ရမလဲဆိုတာကြည့်လိုက်ကြရအောင်ဗျာပထမဆုံးအစအနေနဲ့ပတ်စံရှာဖို့ကျွန်တော်တို့ YouTube channel တခုလိုအပ်ပါတယ် logo ဆွဲတာကအစ DC AI နဲ့ပဲလောက်ခိုင်းမှာမို့ DC တွေကိုဝင်လိုက်ပါမယ်ပြီးရင်တော့တရီးစံစံ YouTube channel အတွက် Leonardo AI မှာအသုံးပြုမဲ့ပုံတစ်ခုဖန်တီးပေးပါဆိုပြီးတော့ရေးလိုက်ပါမယ် ါဆိုရင် channel logo ကိုအတွက်ပြုလုပ်ပေးမယ် prompt ကိုဒီစိကနေစတင်ရေးပေးနေပါပြီပြီးရင်သူဖန်တီးပေးထားတဲ့ prompt စာတော့ကိုပို့ပြီးယူပြီးတော့ကိုကြီးခရောမှာလီယိုနာဒို AI ဆိုပြီးရေးချလိုက်ပါမယ်။ပြီးရင် desktop site ကိုပြေးပြီးတော့ကိုယ့်ရဲ့ account တစ်ခုနဲ့လောရင်ဝင်လိုက်ပါ guest ကိုနှိပ်ပြီးဝင်လိုက်ပါမယ်ပြီးရင်တော့ခဏစောင့်ပါဒီလိုဆောင်ရွက်တာလေးပို့လိုက်ရင်တော့ကျွန်တော်တို့ဓာတ်ပုံထောက်မှာဖြစ်တဲ့အတွက် image creation ကိုနှိပ်ပြီးတော့ဝင်လိုက်ပါမယ်ဒီလိုပို့လာတဲ့အခါ logo လောက်မှာဖြစ်တဲ့အတွက် modem preset မှာ font နဲ့1.0ကိုရွေးပြီးတော့ဓာတ်ပုံဆိုင်မှာတော့1 ratio 1ကိုရွေးလိုက်ပါမယ်ပြီးရင် copy ခုလာတဲ့စာသားတွေကို patch ပြီးတော့ channel name ကိုရေးလိုက်ပါမယ် ပြီးရင်တော့ generate ကိုနှိပ်ပြီးတော့ပုံကိုထောက်လိုက်ပါမယ်။ပုံလေးပုံရရှိလာတဲ့အထက်ကကိုအကျဆုံးပုံတစ်ပုံကိုရေးပြီးတော့ download လုပ်လိုက်ပါမယ်။ပြီးတော့ရင် YouTube ထဲကိုဝင်ပြီးတော့ YouTube channel တကူစောက်ဖွင့်ပါမယ်။ channel နာမည်ကိုရေးလိုက်ပါ။နောက်ပြီး channel logo အတွက်အစင်းစင်းလောက်ထားတဲ့ပုံကိုထည့်လိုက်ပါမယ်။ဒါဆိုရင် video တင်ပြီးပတ်စံရှာလို့ရမယ့် channel တခုရလာပါပြီ။ကျွန်တော်တို့ video လုပ်တဲ့အဆင့်ကိုဆက်သွယ်ကြည့်လိုက်အောင်ဗျ။ တီးစနဲ့တခုကိုရေးမှဖြစ်တဲ့အတွက်ကျွန်တော်တို့ DCAN ကိုပဲရေးခိုင်းလိုက်ပါမယ် DC တွေဝင်လိုက်ပါပြီးရင်စနဲ့တခုကိုရေးခိုင်းလိုက်ပါမယ်ကိုစိုက်ချက်ရေးခိုင်းလို့ရပါတယ်ကျွန်တော်ကတော့ဒီလိုပဲရေးခိုင်းလိုက်ပါမယ်ကိုအောင်လေးတယောက်ခီးခီးသွားရင်နေမျိုးဟိုတယ်တခုမှာရုံတွဲခဲ့ရတဲ့ကြေကွေးရှောက်ရှောက်ဖွယ်ဇာတ်တဲ့ဘုံရေးပေးပါဆိုပြီးရေးခိုင်းလိုက်ပါမယ်ဗီဒီယိုကြားရှင်ကိုလိုက်ပြီးစာအတိုရှိရေးခိုင်းဖို့အတွက်3မိနစ်လား၊ညာယူဝက်လား၊မှတ်မိနစ်စာလား၊တနာရီစာလားဆိုတာကိုရေးလိုက်ပါမယ်။ ဒါဆိုရင်တော့ဒီစိတ်ကနေကျွန်တော်တို့လိုချင်တဲ့ဇန်လန်ကိုနေမျိုးကညောင်မောင်ဟုတ်တယ်ဆိုတဲ့ခေါင်းစဉ်နဲ့စတင်ရေးပေးနေပြီပဲဖြစ်ပါတယ်ဇန်လန်ကိုရေးလို့ပြီးသွားတဲ့အခါမှာကျွန်တော်တို့ဒီဇန်လန်ကိုအတန်အတွင်းနဲ့အဆင့်ကိုဆက်လက်လောက်ဆောင်အောင်ပဲဖြစ်ပါတယ်အတန်အတွင်းနဲ့အဆင့်မှာကိုယ်အတန်နဲ့ပဲသွင်းမလား AI ကိုပဲဖတ်ခိုင်းမလားဆိုတာစိတ်တို့လုံးနိုင်ပါတယ်ကိုဖုန်းနဲ့ကိုပါကိုအတန်သွင်းပြီးအတန် quality ကောင်းအောင်ပြန်လုပ်လို့ရတယ်လို့ AI ကိုပဲသွင်းခိုင်းပြီးတော့ AI အတန်နဲ့ပဲလုပ်ရင်လည်းရပါတယ်။ ဒီဗီဒီယိုမှာတော့ကျွန်တော်က AI အသံနဲ့ပဲလုပ်ပြမှာဖြစ်ပါတယ်ဒီစကနေရေးပေးထားတဲ့ဇာတ်လမ်းတွေကစာသားနည်းနည်းချင်းစီကို copy ယူပြီးတော့ Chrome ထဲကိုဝင်လိုက်ပါပြီးရင် search bar မှာ n a r a k e e t c o m လို့ရိုက်ပြီးရှာလိုက်ပါမယ်ပြီးရင်ဒီ website ထဲကိုရောက်လာရင် guest ကိုနှိပ်ပြီးတော့ဝင်လိုက်ပါမယ် head to speed audio ကိုနှိပ်ပြီးဝင်လိုက်ပါပြီးရင်ခဏဆောင်ပါမယ်ထမင်းဘာသာစကားမှာဘာမစ်ကိုရွေးပြီးတော့ဖတ်ပြမဲ့လူကို ကျွန်တော်ဇေယျကိုပြေးလိုက်ပါမယ်။ secretary ရမယ့်နေရာမှာ OB ကူးလာတာကိုပက်ရှာပြီးတော့ free audio ကိုနှိပ်ပြီးအတန်အဖြစ်ကျွန်တော်တို့ပြောင်းလဲလိုက်ပါမယ်။ဝယ်သုံးထားတာမဟုတ်ပဲ free အသုံးပြုထားတာဖြစ်တဲ့အတွက်စာသားနေနေစီ copy လုပ်လိုက်အတန်ကို download ဆွဲလိုက်ကြတော့လောရမှာဖြစ်ပါတယ်။တခါတည်းစာပဲအခြေကြီးလို့ရှိရင်တော့ပတ်စံပေးပြီးတော့ဝယ်သုံးရမှာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့လိုအပ်နေတဲ့တရေဇာလန်ကိုအတန်သွင်းပြီးပါပြီ။ ူအောင်လေးဟာသူ့အလို့အတွက်ပြီးထွက်ရမယ့်နေပါနေမျိုးလေးတစ်ခုကိုသွားရမှာဖြစ်ပြီးညဘက်မှာနောက်အတဖန်ရပြီးတဲ့အခါမှာဗီဒီယိုလုတ်တဲ့အခါမှာထဲမှာဇန်ကွန်းနဲ့လိုက်ဖက်တဲ့ပုံတွေလိုအပ်ပါတယ်။ဒါကိုလည်းကျွန်တော်ဒီစစ်ရင်ကိုပဲရေးခန့်လိုက်ပါမယ်။ဒီဇိုင်းနဲ့မှာအသုံးပြုမဲ့ဓာတ်ပုံတွေအတွက်လီယိုနာဒို AI မှာအသုံးပြုမဲ့ prompt ၃ခု၄ခုအခု၂၀စသဖြင့်ကိုလိုရှင်လိုတဲ့လောက်ရေးခန့်လို့ရပါတယ်။ကျွန်တော်ကတော့အစမ်းလုပ်ပြမှာဖြစ်တဲ့အတွက်၃ခုပဲရေးခန့်လိုက်ပါမယ်။ โอเคဒါဆိုရင်လိုအပ်တဲ့ပုံတွေကိုရပါပြီပုံရဲ့ပထမအုပ်စုတစ်ခုကိုကိုပြီးယူပြီးတော့ Leonardo AI website တွေကိုဓာတ်ပုံထုတ်ပို့သွားကြပါမယ်ဒီအထက်ကိုရောက်တဲ့အခါ modern preset မှာဗီဒီယိုမှာအသုံးပြုမဲ့ပုံဖြစ်တာကြောင့် cinematic kino ကိုကျွန်တော်တို့ရွေးလိုက်ပါမယ်ဓာတ်ပုံ ratio မှာတော့ sustain ratio 9ကိုကျွန်တော်တို့ရွေးလိုက်ပါမယ်ပြန်အရင်လှုပ်ထွက်တဲ့စာတွေကိုဖြည့်ပြလိုက်ပြီးတော့ကိုပီကူလာတဲ့ပရန့်ကိုကျွန်တော်တို့ပက်ရှောက်ပြီးတော့ generate လုပ်လိုက်ပါမယ်။ အနာတို့စောင်းအောင်မယ်။ဒါဆိုရင်တော့ကျွန်တော်တို့လိုချင်တဲ့ပုံတွေကိုဒီကနာတို့အရင်ကနေထုတ်ပေးနေတာပဲဖြစ်ပါတယ်။ဒီလိုပဲနောက် prompt တစ်ခုကိုပို့ပြီးတော့ယူပြီးရင် batch ပြီးရင်နောက်ထပ် photo တွေကိုအဆက်ဆက်ဖန်တီးလိုက်ပါ။အကုန်လုံးထုတ်ပြီးတော့ပြီဆိုရင်တော့ဓာတ်ပုံဓာတ်ပုံရှင်းကိုနှိပ်ပါ။ပြီးရင်တော့အောက်ကမြှားလေးကိုနှိပ်ပြီးတော့ပုံကို download ဆေးယူလိုက်လို့ရပါပြီ။ Okay ဒါဆိုရင်အတန်ဖိုင်လည်းရပါပြီ။ဓာတ်ပုံတွေလည်းရပါပြီ။ဆိုတော့နောက်ဆုံးအဆင့်ဖြစ်တဲ့ဗီဒီယိုလုံးမဲ့အဆင့်ကိုကျွန်တော်တို့ဆက်ကြည့်လိုက်အောင်ဗျ။ ဲ့ဒါပြုလုပ်မဲ့စိုးဝေးကိုတော့ကျွန်တော်တို့ ensure ကိုရွေးချယ်ထားပါတယ် ensure တွေဝင်လိုက်ပါပြီးရင်တော့ video ပြုလုပ်မှာဖြစ်တဲ့အတွက် video ကိုနှိပ်လိုက်ပါပြီးရင်တော့ကျွန်တော်တို့ပြုလုပ်ထားတဲ့ဓာတ်ပုံတွေကို plus နဲ့ပြီးတော့ခိုးလိုက်ပါမယ်ဒါဆိုရင်အဲ့ဒါလုံးမဲ့နေရာကိုရောက်လာပါပြီ video မှာပုံနေတဲ့ ensure ဆိုတဲ့စာလေးကိုချက်ချင်းခန်းလေးကိုနှိပ်ပြီးတော့ဖြောက်ပြလို့ရပါတယ်ကျွန်ညာကတော့နည်းနည်းကြည့်ရပါမယ်ဓာတ်ပုံတွေထည့်ပြီးရင်တော့ကျွန်တော်တို့ပြုလုပ်ထားတဲ့အသံဖိုင်ကိုထည့်ရမှာပဲဖြစ်ပါတယ် ကိုအောင်လေးဟာသူ့အလုပ်အတွက်ပြီးထွက်ရမယ့်နေ့ပါနေမျိုးလေးတစ်ခုကိုကျွန်တော်တို့ဓာတ်ပုံတစ်ခုနဲ့တစ်ခုချမ်းမှာ transition တွေထည့်ရပါမယ်။အောက်ကတခြားတွေက provision နဲ့ပဲသုံးလို့ရတာမလို့ BC ထဲကကျွန်တော်တို့ transition လေးတွေကိုပဲပုံတွေချတဲ့မှာထည့်လိုက်ပါမယ်။ပြီးတော့ရင်တော့ filter ထဲဝင်လိုက်ပါ။အဖက်ကိုနှိပ်ပါ။ပြီးရင်တော့ slow zone ကိုထည့်ပါမယ်။ value ကိုအစမ်းအထိရှုရှားပေးလိုက်ပါမယ်။ ပြီးရင်တော့လေယံလေးကိုဗီဒီယိုအဆုံးထိကျွန်တော်တို့ဆွေးပေးလိုက်ပါပြီးတော့ရင်အဖက်ထည့်ကိုထပ်ဝင်ပါမယ် noise ဆိုတဲ့အဖက်ကိုရှာပါမယ်တွေ့ပါပြီအရှုပ်တင်းကစားကြည့်ပြီးတော့ကျွန်တော်တို့အဆင်ပြေသလိုလေးထပ်လိုက်ပါမယ်ပြီးရင်အဆုံးထိဆွေးပေးလိုက်ပါမယ်โอเคတော်တော်ပြည့်စုံနေပါပြီနောက်ဆုံးအဆင့်အနေနဲ့ဇန်လရဲ့ခေါင်းစဉ်ကိုကျွန်တော်တို့ရေးလိုက်ပါမယ်ကိုအဆင့်ပြည့်သူလိုမျိုးရေးနိုင်ပါတယ်ကျွန်တော်ကတော့ဒီစစ်ကပေးထားတဲ့ခေါင်းစဉ်ကိုပဲရေးပေးလိုက်ပါမယ် ြီးရင်စာအုပ်ဗီဒီယိုအဆုံးထိကျွန်တော်တို့ဆွဲလိုက်ပါမယ်။ Okay ဒါကဗီဒီယိုအစပိုင်းလောက်ကိုကျွန်တော်လုပ်ပြပေးထားတာဖြစ်ပါတယ်။အဲ့ဒီနေ့ကကိုအောင်လေးဟာသူ့အလို့အတွက်ဖီးထွက်ရမယ့်နေ့ဖြစ်ပါတယ်။နေမျိုးလေးတစ်ခုကိုသွားရမှာဖြစ်ပြီးညဘက်မှာနားဖို့ဟိုတယ်တစ်ခုမှာဖြစ်တိုက်ရနာဖို့လည်းစီစဉ်ထားပါတယ်။ညနေခင်းအချိန်လောက်မှာနေမျိုးလေးကိုသူရောက်ရှိလာခဲ့ပြီးဟိုတယ်ရဲ့ရှိမှာကားကိုရက်လိုက်ပါတယ်ဟိုတယ်ဟာမျိုးတွေကလူသွားလူလာနေတဲ့နေရာမှာတည်ရှိပြီးအနေငယ်ဟောင်းနှွမ်းနေတဲ့အဆောက်အဦကြီးတစ်ခုပဲဖြစ်ပါတယ် ပြင်ပကကြည့်ရင်အတော်လေးစိတ်မသက်မသာဖြစ်စရာကောင်းပေမဲ့ကိုအောင်လေးဟာပြင်ပန်းနေတာကြောင့်ဘာမှမစဉ်းစားတော့ပဲအတွင်းကိုဝင်လိုက်တော့တဲ့အတွင်းမှာတော့လူသူခင်းမဲ့နေပြီးလျှက်စင်မီတွေကလည်းမိတ်တုံမိတ်တုံပဲလင်းနေတယ်။အရှိကကောင်တာမှာအသက်ရွယ်တော်ကြီးနေပြီဖြစ်တဲ့လူတယောက်ထိုင်နေတာတွေ့ရတယ်။သူ့မျက်နှာကဖြူဖက်ဖြူလျော်နဲ့ဘာမှမပြောဘဲကိုအောင်လေးကိုစိုက်ကြည့်နေတယ်။အခန်းနံပါတ်က404လို့သူကပေါ်ပြောတယ်။ထူးဆန်းတာကစပွဲပေါ်ကဧည့်သည်ရင်းစာအုပ်မှာသူ့နာမည်တစ်ခုပဲရှိနေတယ်။ပြီးတော့ဟိုတယ်ရဲ့ပြတင်းပေါက်တွေကနေလူတွေရဲ့အရေးတွေလှုပ်ရှားနေတာကိုရုတ်တရက်သူမြင်လိုက်ရတယ်။ ကျွန်တော်မိတ်ဆွေများတပေါင်းလုံးကိုအဆောက်အုံကို idea ရှိရင်ရှိတယ်လို့ဖန်တီးနိုင်ပါတယ်အဆင်ပြေကြပါစေဗျာနောက်ထပ် AI နဲ့လုပ်လို့ရတဲ့နည်းလမ်းအသစ်တွေ AI video အသစ်ဆန်ပြူလုံးလေးတွေကိုလည်းကျွန်တော် playlist ထုတ်လုပ်ပြီးတော့တင်ပေးပါမယ်ကျွန်တော် channel ကိုလည်း subscribe လုပ်ပြီးတော့စောင့်ကြည့်ပေးကြပါဦး video ကိုနောက်မလည်ရင်ထပ်ထပ်ခါခါပြန်ကြည့်ပါပြီးရင် like လုပ်ကြည့်ပါ video တွေဖန်တီးပြီးတော့ပတ်စံတွေအများကြီးရှာနိုင်ကြပါစေခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်